ိတ်ဆွေအချင်းဆိုတာကဒီလောကမှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာဖယားတကယ်ကျွန်တော်တို့ကိုပေးတဲ့အကောင်းဆုံးသောလက်ဆောင်ဖြစ်တယ်။အချင်းကိုငွေနဲ့လဲဝယ်လို့မရပါဘူး။မိတ်ဆွေရဲ့ဘဝတတမှာရရှိတဲ့ကောင်းကြီးတစုံတစ်ခုတော့အရာကိုလူကယူသွားတဲ့အချိန်မှာသင်အဲ့ဒီအရာကိုပြန်ရှာလို့ရတယ်။နော်အိမ်တွေကားတွေပြီးလို့ရှိရင်သင်ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေပြန်ရှာလို့ရတယ်။ဒါပေမဲ့လူတစုံတစ်ဦးကသင်ရဲ့အချင်းကိုခိုးသွားပြီဆိုရင်သင်အဲ့ဒီအချင်းကို ပြန်ပြီးမှရယူလို့မရပါဘူးငွေနဲ့လည်းပြန်လဲလို့မရပါဘူးအချင်းကငွေချေးတွေအားလုံးထက်တန်ဖိုးအရှိဆုံးတော့အရာဖြစ်တယ်ဒါပေမဲ့အဲ့ဒီတန်ဖိုးရှိတဲ့အချင်းကိုဘယ်သူကခိုးကျင်တယ်လဲဆိုရင်ဆာလန်ရန်သူကခိုးကျင်တာဖြစ်တယ်အထူးသဖြင့်ဒီနောက်ဆုံးတော့ကာလမှာဆာလဆာလန်ကဒီနေ့ကျမတို့တွေစီကနေအချင်းတွေကိုခိုးဖို့အတွက်သူကတော့အကောင်းဆုံးသူကပြင်ဆင်ထားတာဖြစ်တယ် social media တွေအသုံးပြုခြင်းအပြင် Facebook တွေ YouTube တွေ TikTok တွေ Instagram တွေနော်ဟောနော်ဗီဒီယိုဇာတ်လမ်းတွေတွေကျွန်တော်တို့ကြည့်ခြင်းအပြင်ကျွန်တော်တို့အချင်းတွေကတော်တော်များများမှာအဲ့ဒီနေရာမှာကုန်တာဖြစ်တယ်လူတိုင်းကိုကြည့်လိုက်တဲ့အခါမှာအားလုံးကနော်ကိုစီကိုစီဖုန်းထဲမှာလာ game တွေဆော့ကြတယ်သူတို့အော်ဒီနေတဲ့အရာတွေကိုကြည့်ကြတယ်ဒါလို့ねအော်ခဏလေးပဲဆိုပြီးမှနော်နိုင်ဝက်လောက် ခဏလေးကြည့်မယ်ဆိုပြီး၄၅နာရီကုန်သွားတယ်တခါတလေမှလည်းတညလုံးနော်မိုးလင်းတဲ့အထိကြီးတဲ့အချိန်လေးရှိတယ်ဒီလိုနဲ့ကျမတို့ဖះနဲ့ပတ်သက်တဲ့နော်လောက်ရမယ့်အရာတွေမှာကျမတို့ကအချိန်မရှိတော့ဒါကြောင့်မို့ကျမတို့အများနဲ့ဘာပြောလဲအလုံးရှုံးတဲ့အချိန်မရှိဘူးအချိန်မရှိဘူးဆိုတော့အရာတွေကိုပဲကျမတို့ကြားရတော့လာဖြစ်တဲ့အဲ့ဒါကစာနမနတ်ကဒီနေ့မိတ်ဆွေရဲ့ဘဝအတ္တကိုနော် ုံထဲမှာအချိန်အများကြီးလောကထဲမှာအချိန်အများကြီးကုံအောင်လို့เนาะသူကဖလန်လုတ်ထားတဲ့အရာဖြစ်တယ်ဒါကြောင့်ကျမတို့ကမန်နဲ့ရဲ့ဒီနေ့လုံရက်တွေကိုဒီလိုကျမတို့တေချာစွာတိပြီးမှကျမတို့ကဒီအရာတွေကိုရှောင်ရှားဖို့အတွက်လိုတယ် ်အာမင်ဒါကြောင့်မနုကဘတော်ပြောတယ်ကာလအချိန်ကိုရွေးနှုတ်ကြလို့နော်ကာလအချိန်တွေကိုဘလို့ရွေးနှုတ်ရမလဲရွေးနှုတ်ခြင်းဆိုတဲ့အခါမှာကျမတို့ဆုံးဖြတ်ချက် ကျမတို့ပါပြီးဖြစ်တယ်ကျမတို့ရွေးနှုတ်ခြင်းဆိုတဲ့အခါမှာအာကျမတို့ရဲ့ဒီနေ့အာဒီခိုင်မာတဲ့နော်ဆုံးဖြတ်ချက်နဲ့အတူအဖို့ခတွေလည်းကျမတို့ပေးဖို့အတွက်လိုပြီးဖြစ်တယ်နော်မာရိကယေရှုခရစ်တော်ရဲ့ခြေတော်ရင်းမှာနေပြီးမှယေရှုရဲ့အတန်ကို နားထောင်ဖို့အတွက် သူဆုံးဖြတ်တယ်။မာသကတော့မြို့ချောင်းမှာအလို့ရှုပ်နေတယ်။ဒါနဲ့မာသကယေရှုကိုပြောတယ်။နော်။သူ့ရဲ့ညီမမာရိသူ့ကိုကူညီပေးဖို့အတွက်ပြောတဲ့အခါမှာယေရှုက"အော်ဟုတ်သားပဲနင်သွားပါ"လို့မပြောဘဲနဲ့မာသကိုဘလို့ပြောတယ်လဲဆိုရင်ယေရှုက"မာရိမူကကောင်းသောအဖို့ကိုရွေးယူပြီးထို့အဖို့ကိုအဘယ်သူမျှမရွေးမနှုတ်ရ။မရွေးမယူရ။ မာရိကကောင်းတဲ့အဖို့ကို ရွေးယူပြီဆိုတော့ကောင်းတဲ့အဖို့ကို तू ဘလို့ရွေးယူတယ်လဲဆိုရင်ယေရှုခရစ်တော်ရဲ့စကားကိုနားထောင်ခြင်းအပြင် तू ကရွေးယူတာဖြစ်တယ်အာမင်ဒီနေ့မိတ်ဆွေရဲ့ဘဝအတ္တမှာဘုရားသခင်ပေးထားတဲ့အဲ့ဒီအချိန်ကာလကိုသင်ဘလို့ရွေးနှုတ်မလဲ ဘလို့ရွေးယူမလဲဆိုတဲ့အရာဒီနှုတ်ကပတ်တော်ကိုနားတောင်ကြရပြီးသင်ရွေးယူရမှာဖြစ်တယ်။ဆုတောင်းခြင်းနဲ့မှတဲ့အချိန်ပေးကြရပြီးသင်ရွေးယူရမယ်။စံစာဖတ်ခြင်းအပြင်သင်ဟာအချိန်ကာလတွေကိုသင်ရွေးနှုတ်ရမယ်။အဲ့ဒီအချိန်ကာလတွေကထာဝရကာလအတွက်စုဆောင်ထားတဲ့အချိန်ကာလတွေဖြစ်တယ်။သင်ဟာဖခင်နဲ့ပတ်သက်တဲ့ဝိညာဉ်ရမှတဲ့အချိန်ပေးလိုက်တဲ့အရာကလာတာကုံဆုံးသွားတဲ့အရာမဟုတ်ဘဲနဲ့ဝိညာဉ်ရေးရမှာ investment လုပ်နေတဲ့အရာတွေဖြစ်တယ် ်အာမင်ကာလအချိန်ကိုထိုကဲ့သို့ကျမတို့ကရွေးနှုတ်ဖို့အတွက်လိုအပ်တယ်အာမင်ပြီးတော့ရှင်နောက်တစ်ခုကဘာလဲဆိုရင်ကာလအချိန်ကိုတိပြီးမိတ်ဆွေရဲ့ဘဝအတ္တမှာအလုံးလုံးတက်ဖို့အတွက်လိုတယ်ဒီအချိန်ကအိနေရတဲ့အချိန်ကဒီအချိန်ကဖရာတကင်ဘာတွေကို လုံးနေတယ်လဲဆိုတဲ့အရာကိုအင်မတန်မှ sensitive ဖြစ်ပြီးအဲ့ဒီကာလအချိန်အတိုင်းသင်ဟာအလုံးလုံးဖို့အတွက်အလုံးလုံးတက်ဖို့အတွက်လိုတယ်များတော့အပြင်ဒီဒီကာလမှာဆရာတွေက ဘာတွေကိုနော်တရားဟောတယ်လဲဆိုနောက်ဆုံးတော့ကာလသခင်ယေရှုခရစ်တော်ကြွလာမယ်အချိန်ကာလတွေရောက်လာပြီနော်ဖခင်ရဲ့အလလုတ်ချင်းနမိတ်လက္ခဏာတွေအများကြီးပြင်းစုံလာပြီးဟောလာနေရဒေတာအတိတိမှာကျမတို့အရင်တော့ကမဖြစ်ဘူးတဲ့နော်မိဘရေဘငလင်ဘေးတွေကိုကျမတို့ကြုံတွေ့ရတယ်နော်တကောင်းကင်ရဲ့လက္ခဏာတွေကိုကျမတို့မြင်ရတယ် ိုင်းနိုင်ငံတွေကဘုရားသခင် profit ပြုတဲ့ပြင်းဆုံးလာတဲ့အခါမှာဒီကာလဟာကျမတို့နော်အချိန်ရှိပြီဖြစ်စေမရှိပြီဖြစ်စေနှုတ်ကပတ်တော်ကိုဟောပြောရမယ့်ကာလဖြစ်တယ်။ဝိညာဉ်မှာနိုးချရမယ့်ကာလဖြစ်တယ်နော်။တဘိုးမုတ်တဲ့ကာလဖြစ်တယ်နော်။အိပ်ပျော်နေတဲ့ကာလမဟုတ်ဘူးဆိုတာကိုကျမတို့သိချင်းအပြင်အဲ့ဒီကာလအချိန်နဲ့အတူကျမတို့ကအလုံးလုံးတတ်မယ်ဆိုရင်ကျမတို့က harvest time ဆိုတာကိုရောက်လာမှာဖြစ်တယ်။ဒါကြောင့်မို့နှုတ်ကပတ်တော်ကပြောတယ် တုတ်တန်ချံအခန်းကြီး6အပိုင်းငယ်6မှာအချင်းလူပြင်ပယဲစိတ်ထံတို့တွား၍သူ၏အပြုတ်အမှုတို့ကို လေ့လာသဖြင့်ပညာရှိစေတော့ပယဲစိတ်ကဘယ်အချိန်မှဘာတွေကို လုပ်ရမဲဆိုတော့သူကောင်းကောင်းသိတယ်နော်လူကာလနဲ့စပားရိုက်တဲ့ကာလတွေမှာအစာအောက်တွေကိုရှာပွေတူထားရမယ်ဆိုတာကိုသူကသိတဲ့အတွက်ကြောင့်မို့အဲ့ဒီကာလတွေမှာအလုပ်လုပ်တယ်အဲ့ဒါကြောင့်မို့သူကပညာရှိတယ်သူစီကနေသင်ယူပါလို့ကျမတို့ကိုပြောထားတာဖြစ်တယ် ဒီနေ့မိတ်ဆွေအတွက်ပြင်းနေတယ်ဒီကာလမှာပြင်းနေတယ်ဆိုတင်တော့ harvest time ဆိုတဲ့အရာလည်းရောက်လာမှာမဟုတ်ဘူး။တင်ဟာအနာဂတ်ကိုကြိုတင်ပြီးပြင်ဆင်ပြီးအလုပ်လုပ်ဖို့အတွက်လိုအပ်တယ်။ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့သူကအချိန်ရောက်လာတဲ့အခါမှာလည်းအဲ့ဒီအရာတွေကသူ့အတွက်မဟုတ်ဘူးဖြစ်သွားမယ်။ ်အာမင်တင်ရအမြဲတမ်းကြိုတင်ပြင်ဆင်တဲ့အခါမှာဘုရားသခင်ရဲ့အချိန်ရောက်လာတဲ့အခါမှာအဲ့ဒါကတဲ့အတွက်ကွက်တိကွက်ကြဘုရားသခင်တင့်ကိုကြီးမားစွာအသုံးပြုဖို့အတွက်ဖြစ်လာမှာဖြစ်တယ် အနာဂတ်မှာတင်ရအနာဂတ်အတွက်ကြိုးတင်ပြင်ဆင်ဖို့အတွက်လိုတယ်။အာအခုဘုရားတခင်အလုပ်လုပ်တာဘာမှလည်းမမြင်ရဘူးဆိုထိုင်နေတဲ့သူတွေနဲ့တော့ဘုရားတခင်အတူမထိုင်သေးဘူး။ဘုရားတခင်ပြင်ဆင်နေတဲ့သူတွေစိတ်လုံးရှားနေတဲ့သူတွေအလုံးလုံးနေတဲ့သူတွေကာလအချိန်ကိုသိပြီးအဲ့ဒီကာလအချိန်တွေကိုတန်ဖိုးရှိစွာအသုံးပြုတတ်မယ်ဆိုရင်မိ쇠ရဲ့ဘဝအတ္တမှာဘုရားတခင်ပေးတဲ့မန်ကန်တဲ့အချိန်မှာမန်ကန်တဲ့လူတွေနဲ့တင်ဆောင်တွေ့မယ်။မန်ကန်တဲ့ကောင်းကြီးမင်္ဂလာတွေနဲ့တင်ဟာတင်ပတ် ရရှိပြီးမိษွေရဲ့ဘဝအတ္တတာမှာဖခင်ရဲ့ကြီးမားစွာတင့်ကိုချီချီးမြှောက်မှာဖြစ်တဲ့အာမင်ဒါကြောင့်မိษွေတဲ့ရဲ့အချင်းတွေကိုအလဟတမဖြုံးပြပါနဲ့တနေ့တနေ့ဖခင်ရဲ့တင့်ကိုအသက်ရှင်ခွင့်ပေးတဲ့အရာကအလဟတမဟုတ်ဘူးဖခင်အသက်ရှင်ခွင့်ပေးတဲ့ဒီအချင်းကတန်ဖိုးရှိတယ်ဆိုတာကိုသင်ဟာသိမှတ်ပြီးမှအဲ့ဒီအချင်းကိုတန်ဖိုးရှိစွာနဲ့တဲ့အသုံးပြုပါဟောဖခင်ရဲ့အမှုတော်မြတ်ထဲမှာပါဝင်ပါ ဆူတောင်းကျမ်းစာဖတ်ပါဖခင်နဲ့ပတ်သက်ပြီးဘယ်တော့မှမပြက်ကွက်ပါနဲ့ဒီနေ့တဲ့အသက်ရှင်တာကအတိတ်ပဲရှိတယ်လို့သင်ကိုယ်တင်ကျင်နဲ့တဲ့အထိနော်တဲ့အဲ့ဒီနေ့မှာတဲ့အချိန်တွေကိုကောင်းမွန်စွာအသုံးချတတ်ဖို့အတွက်လိုတယ်အာမင်ရန်သူကိုတဲ့အခွင့်မပေးပါနဲ့တခြားသောအရာတွေကိုအခွင့်မပေးပါနဲ့ဒီအရာကငါ့အတွက်အချင်းကြီးခိုးယူနေပြီလို့တင်တိတဲ့အခါမှာအဲ့ဒီတချို့သောအရာတွေကိုတင်ဖျက်တောက်ဖို့အတွက်လိုအပ်တယ် ဖះနဲ့ပတ်သက်ပြီးမှတာ၍အချိန်ပေးဖို့အတွက်လိုအပ်တယ်လူတွေအတွက်ကောင်းကျိုးပြုမဲ့အရာတွေကိုလှုံ့ဆော်ဖို့အတွက်လိုအပ်တယ်မိ쇠ရဲ့နော်ဖရားခင်ပေးတဲ့အချင်းတွေကိုတန်ဖိုးရှိစွာနဲ့အသုံးပြုပါလို့နော်နှုတ်ကပတ်တော်အတော်လေးနဲ့ဒီမှာခွန်အားပေးချင်တာဖြစ်တယ်။ May God bless you all.